ားလုံးမင်္ဂလာပါသင်ခန်းစာ6မှာရှိတ်ပုံစံလေးတွေကိုလေ့လာပြီးသွားပြီဆိုတော့အခုသင်ခန်းစာ9မှာဖောင်ပုံစံလေးတွေကို ထပ်ပြီးတော့လေ့လာကြရအောင်ရှေ့ကသင်ခန်းစာတွေမှာပြောထားတဲ့ point လေးတွေကိုဆက်လိုက်တဲ့အခါမှာ line လေးတွေဖြစ်ပေါ်လာတယ် line လေးတွေကိုထပ်ပြီးတော့ဆက်လိုက်တဲ့အခါမှာတော့တာဝတ္ထုရှိတ်ပုံစံလေးတွေပေါ်လာပြီပဲဖြစ်ပါတယ် အဲ့ဒီရှိတ်ပုံစံလေးတွေကိုမှဒုတဲ့သဘောမျိုးပေါ်အောင်ဆွဲလိုက်တဲ့အခါမှာဖောင် ပုံစံလေးတွေပေါ်လာပြီဖြစ်ပါတယ်။အခုသင်ခန်းစာမှာရှိတ်ကနေဖောင်ကိုပြောင်းလဲသွားတဲ့ပုံစံလေးတွေကိုလေ့လာရမှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့၄000ပုံရှိတ်လေးကိုအရင်ဆွဲထားတယ်နော်။ပကြီးမှာဖောင်ပုံစံသဘောတရားတွေကိုနားလည်ထားဖို့လည်းအရေးကြီးပါတယ်။ပုံတွေဆွဲတဲ့အခါမှာဒုတဲ့ပုံစံတွေကပါနေမှာဖြစ်ပါတယ်။ဒါကြောင့်ဒီသင်ခန်းစာကိုလည်းတည်တည်ချာချာလေးလိုက်ပြီးတော့လေ့ကျင့်ဖို့လိုပါတယ်နော်။ နံပါတ်2အဆင့်အနေနဲ့ပထမ4000အကွက်လေးနဲ့အပြိုင်နောက်ထပ်4000အကွက်လေးတခုကိုထပ်ပြီးတော့ဆွဲကြမယ်ဗီဒီယိုတိုင်းမှာအမြဲပြောခဲ့သလိုပဲသင်ခန်းစာတွေကတစ်ခုနဲ့တစ်ခုနဲ့ဆက်ဆက်ပြီးတော့သွားမှာဖြစ်ပါတယ်။အခြေခံလည်းမရှိဘူး။အခုမှစလေ့လာတဲ့သူတွေက သင်ခန်းစာ1ကနေပြီးတော့အစင်လိုက်တိုင်းလေ့လာသွားစေချင်ပါတယ်နော်။ နံပါတ်3အဆင့်အနေနဲ့ပြိုင်နေတဲ့အနားလေးတွေကိုဆက်လိုက်မယ်နော်နံပါတ်3ပုံမှာဆိုရင်တော့ဒီ၄ရောင်းခွက်လေးရဲ့၄တောင်တုံးလေးရဲ့ပေါ့နော်ဒူးတဲ့ပုံစံပေါ်လွင်လာပြီပဲဖြစ်ပါတယ်နံပါတ်4အဆင့်ကိုဆက်ပြီးတော့ဆွဲကြည့်ရအောင်လေ့ကျင့်ကြည့်ရအောင်နော်ဒီအကွက်လေးကတော့တလမပက်လေအကွက်လေးတွေကိုဆွဲထားတာပါ ဒီပုံကအန်စာလုံးပုံလေးပဲသဘောထားလိုက်မယ်နော်ဒီအန်စာလုံးလေးရဲ့ဒီလိုအနေထားမှာဆိုရင်မြင်နေရတဲ့မျက်နှာပြင်က၃ဖက်ပဲရှိပါတယ်အတွင်းထဲကမမြင်ရဘဲပျောက်ကွယ်နေတဲ့ line လေးတွေကိုအဆက်ကလေးတွေနဲ့ဆွဲလိုက်မယ်နော် နံပါတ်၁ရှိတ်ပုံစံလေးကိုသွားကြည့်အောင်နော်ရှိတ်မှဆိုရင်ဝင်ရိုးကနှစ်ခုပဲရှိပါတယ်အိတ်ဝင်ရိုးရယ်ဝိုင်းဝင်ရိုးရယ်ဆိုပြီးတော့ဝင်ရိုးနှစ်ခုရှိပါတယ်ဒူးရီပုံစံရှိတ်ဖြစ်ပါတယ်တူးတိုင်မေးရှင်းလို့ခေါ်ပါတယ်နော်ဒီဒူးရယ်ပုံစံလေးမှာတော့ဝင်ရိုးက၃ခုရှိသွားပြီဖြစ်ပါတယ်အိတ်ဝင်ရိုးရယ်ဝိုင်းဝင်ရိုးရယ်ဇက်ဝင်ရိုးရယ်ဆိုပြီးတော့ဝင်ရိုး၃ခုရှိပါတယ်နော်3 dimension ပုံစံလေးဖြစ်ပါတယ်3 ठी ပုံလေးပါ ရှိတ်ကနေဖောင်ပုံစံကို ပြောင်းလဲလာတဲ့အစင်းစင်ပုံလေးတွေပဲဖြစ်ပါတယ်။ပျောက်ကွယ်နေတဲ့မြင်းလိုင်းလေးတွေမပါဘဲနဲ့ထပ်ဆွဲကြည့်ရအောင်။ဒီလိုဒူးတဲ့ပုံစံလေးကိုပို့ပြီးတော့ပေါ်လင်းစေချင်တဲ့ဆိုရင်တော့ကွန်ထိုးလိုင်းလို့လည်းခေါ်တဲ့ surface line လေးတွေကိုဆွဲရမှာပဲဖြစ်ပါတယ်။ control line တွေအကြောင်းကိုနောက်ထပ်သင်ခန်းစာတစ်ခုအနေနဲ့ပြောပြပါမယ်နော်။ နောက်ပိုင်းသင်ခန်းစာတွေဖြစ်တဲ့တုံးရှယ်မဲ့သင်ခန်းစာတွေမှာဆိုလို့ရှိရင်လည်းဒီကွန်ထရိုလိုင်းစာဖစ်လိုင်းတွေရဲ့သဘောတရားတွေကိုသိထားမှသာလျှင်အဆင်ပြေမှာဖြစ်ပါတယ်။အခုပုံစံလေးကကိုင်းနေတဲ့ပုံစံ လုံးဝနေတဲ့ပုံစံမဟုတ်ဘူး၄ထောင်ပုံစံတောင်းကျနေတဲ့ပုံစံ ဖြစ်တဲ့အတွက်ကြောင့်မို့လို့စာဖစ်လိုင်းလေးတွေကိုမြင်းဖြောင်းပုံစံလေးနဲ့ဆွဲတာဖြစ်ပါတယ်။ နောက်ထပ်ဒရိကံပုံစံလေးဆွဲပြီးတော့လည်းဒီ shape ကနေ ဖောင်ပုံစံကိုပြောင်းလဲလာတဲ့ပုံလေးတွေကိုလေ့ကျင့်ကြမယ်နော်ဒရိကံလေးကိုအရင်ဆုံးဆွဲလိုက်မယ် ပြီးရင်အဲ့ဒီတရီကလေးရဲ့နောက်မှာသူနဲ့အပြိုင်တရီကလေးတစ်ခုကိုထပ်ပြီးတော့ဆွဲလိုက်ပါဒီပုံမှာတော့အပေါ်အလိုတနှစ်သုံးလေးနဲ့မသွားတော့ဘဲနဲ့ဆွဲလိုက်မယ်နော်ဂရီကန်နှစ်ခုရားကပြိုင်ရတဲ့မြင်းလေးတွေကိုဆက်လိုက်မယ်ဂရီကန်ရဲ့ဒူးတဲ့ပုံစံလေးပေါ်လွင်စေဖို့အတွက်ဖြစ်ပါတယ်ဒီပုံစံကိုကြည့်လိုက်တဲ့အခါမှာနောက်ကတရီကန်ရဲ့မျက်နှာပြင်အပြည့်ကိုမမြင်ရဘူး သူ့မှာလည်းပျောက်ကွယ်နေတဲ့ line လေးတွေရှိပါတယ်ထူးတဲ့ပုံစံပုံလေးတွေကိုကြည့်တဲ့အခါမှာပျောက်ကွယ်နေတဲ့အမှတ်လေးတွေပျောက်ကွယ်နေတဲ့ line လေးတွေကအများတန်းရှိနေမှာနော်အဲ့ဒီ line လေးတွေကိုမြင်အောင်ကြည့်နိုင်ရပါမယ်ဒါကခုနပုံလေးကိုပဲထပ်ပြီးတော့ဆွဲလိုက်မယ်နော် နောက်ကတရိကန်ရဲ့အနားလိုင်းလေးတွေကိုအရှိရတရိကန်နဲ့အပြိုင်ဆွဲရမယ်နော်အနပြိုင်လေးတွေဖြစ်အောင်ဆွဲရမယ်နော်ဒီပုံမှာဆိုရင်တော့ပျောက်ကွယ်နေတဲ့လိုင်းလေးတွေကိုမပါဘဲနဲ့ဆွဲထားတာဖြစ်ပါတယ်အိမ်ခေါင်မိုးပုံစံလေးနဲ့တူတယ်နော်တရိကန်ရဲ့ဒူးတဲ့ပုံစံလေးကပေါ်လွင်လာပြီးဖြစ်ပါတယ်ဒူးတဲ့ပုံစံလေးပို့ပြီးတော့ပေါ်လွင်အောင်ဖိတ်လိုင်းလေးတွေကိုဆွဲကြမယ် နောက်ထပ်ဆလင်နာပုံလေးတစ်ခုကိုထပ်ပြီးတော့လေ့ကျင့်ကြရအောင်ဆလင်နာပုံလေးဆွဲဖို့အတွက်အရင်ဆုံးဘဲဥပုံလေးကိုအရင်ဆုံးဆွဲလိုက်မယ်နော်ဘဲဥပုံမှာမှာအလဲရနေခောက်ချိုးလိုက်လို့ရှိရင်တညီတဲ့ကြမယ်အီလစ်ပုံစံလေးကိုဆွဲမှာဖြစ်ပါတယ်ဆလင်နာရဲ့အောက်ခြေအတွက်လည်းဘဲဥပုံလေးကိုထပ်ပြီးတော့ဆွဲလိုက်မယ်ပြီးရင်ဘေးအနားသက်လေးတွေကိုဆွဲလိုက်မယ်နော်ဒါဆိုရင်နံပါတ်1ရှိတ်ပုံစံလေးကနေပြီးတော့ဖောင်ဖြစ်တဲ့ဒူးတဲ့ပုံစံလေးကပေါ်လာပြီဖြစ်ပါတယ်။ဒီပုံမှာလည်းကွယ်ပြောက်နေတဲ့မြင်းလိုင်းလေးရှိပါတယ်။ ခုနကအောက်ခြေကမြင်းလေးကိုထက်ပြီးတော့ဆွဲထားလိုက်လို့လေခဲပြက်နဲ့ပြန်ဖြက်လိုက်ပြီနော်အခုအဆက်ကလေးတွေနဲ့ပြန်ပြီးပြထားပါတယ်နောက်ဆုံးအဆင့်အနေနဲ့မျက်လုံးနဲ့မြင်ရမယ့်ပုံစံအတိုင်းဒူးတဲ့ဆီလင်နာလေးကိုဆွဲပါမယ် ပြီးရင်တော့ဒီဆလနာလေးရဲ့လုံးဝန်းတဲ့ပုံစံလေးကိုပို့ပြီးတော့ပေါ်လွင်ထင်ရှားသွားအောင်လို့ကွန်တိုလိုင်းလေးတွေကိုထည့်ပါမယ်လုံးဝနဲ့ကိုတယ်လေးကိုဆွဲတဲ့အခါမှာလုံးဝအကြောင်းသိတာသွားအောင်လို့မြင်းကွေးလေးတွေကိုဆွဲမယ်နော်ပုံတိုင်းကိုဆွဲပြဖို့အတွက်အချိန်မရှိတဲ့အတွက်ကြောင့်မို့လို့ဒီပုံလေးတွေနဲ့ပဲရက်လိုက်မယ်နော်အဲ့ဒီအတွက်လည်းနားလည်ပေးဖို့မြစ်တာရက်ခံပါတယ်အခုပြထားတဲ့ပုံလေးတွေကိုဒပုံချင်းစီအားလုံးလေ့ကျင့်ပါပုံလေးတွေမဟုတ်ဘဲနဲ့ကိုစိတ်ကြိုက်ရှာဖွေပြီးတော့လည်းလေ့လာလို့လေ့ကျင့်လို့ရပါတယ်နော် ရှိတ်ကနေဖောင်ကိုပြောင်းလဲသွားတဲ့သဘောတရားတွေဒူးတဲ့ပုံစံထဲမှာပါဝင်နေတဲ့ပျောက်ကွယ်နေတဲ့အမှတ်လေးတွေမြင်းလိုင်းလေးတွေကိုအဖွေနိုင်မှုမြင်အောင်ကြည့်နိုင်မှုလေ့ကျင့်တာဖြစ်ပါတယ်။ဘလို့ပကြီးကိုပဲဆွဲဆွဲဒီလိုအခြေခံလေးတွေကိုသိရမှာဖြစ်တာကြောင့်စိတ်ရှိရှိထားပြီးတော့လေ့လာကြဖို့လေ့ကျင့်ကြဖို့အကြံပြုပါတယ်။ဒီအင်စာလေးတွေလုပ်ဖို့၃ရက်အချိန်ပေးပါမယ်။၃ရက်ပြီးရင်သင်္ကန်းစာ၈ကိုတက်ပါမယ်နော်သင်္ကန်းစာ၈မှာထပ်ပြီးတော့အတူတူတွေးကြရအောင်